ားလုံးမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ် ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့စုံမုံကောင်းတောင်းပေးလိုက်ပါရစေ။အဲ့ဒါကျွန်တော်ဒီနေ့ညနေမှာဒါကျွန်တော်ထုံးရတိုင်း Manchester United အပြောင်းရွှေ့သတင်းလေးတွေကိုတနေရာထဲမှာဒါကျွန်တော်အစုံပြောပြပေးတော့မှာဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော် Manchester United အသင်းကိုဒါကျွန်တော်ဘူဝီဆဆဆပြီးပြောရမယ်ဆိုရင်တော့လက်ရှိမှာဒါကျွန်တော်တို့ကောင်းသတင်းတွေမကောင်းသတင်းတွေအစုံရှိတယ်ပေါ့နော်။အဲ့တော့ဒါတွေကိုနဲ့ပတ်သက်ကြောအကုန်လုံးဒါတနေရာထဲမှာစုပြောသွားမယ်။ဒါပေမဲ့အခုလက်ရှိမှာတရဝင်းချိန်ညာခဲ့တာကတော့လက်ရှိမှာ Manchester United အသင်းမှာဝါရင်ဂူသမာဖြစ်တဲ့ Tom Heaton ကတော့ တနစ်ဆက်နေမှာဖြစ်တဲ့အကြောင်းကို United ရဲ့ official page ကနေတရားဝင်ကြေညာခဲ့ဖြစ်တယ်။အဲ့တော့ပြောစရာ Manchester United တင်းနဲ့တတတရဂူဒမကရာအသင်းမှာဒါဆက်ပြီးရှိမယ်ဆိုတော့တရားတော့ဖြစ်သွားပြီ။အဲ့တော့ Tommy Dan ကတော့ Manchester United အသင်းကဒါကျွန်တော်ဆက်လက်ပြီးတော့ဒါကျွန်တော်တို့ထိန်းထားခဲ့တယ်ပေါ့နော်။အဲ့တော့ဒါပြင်လက်ရှိမှာဒါကျွန်တော်ပထမဆုံးသတင်းတစ်ခုနဲ့ဖွင့်ရမယ်ဆိုရင်သတင်းကောင်းလေးတစ်ခုအနေနဲ့ပြန်ပြောရမယ်ဒီမှာပါပါတယ်။အဲ့ဒါကဘာလဲဆိုတော့ Manchester United အသင်းနေဒီတပတ်အတွင်းမှာဒါကျွန်တော်တို့အမ် Brian Ambobo နဲ့ဆစ်ဆစ်သွားမှဖြစ်တဲ့အကြောင်းကိုဒါကျွန်တော်လက်ရှိမှာ Alex Krugo, Ben Jacob ကသူတို့ရဲ့ Twitter စာမျက်နှာပေါ်မှာပြောထားခဲ့တာတွေ့ရမှာ။အဲ့တော့ဒါလက်ရှိမှာ Fabrizio Romano ကတော့ Here we go ကိုမပြောသေးခဲ့ပေမဲ့ကျွန်တော်ထင်တာဒီနေ့ညနေဒါမှမဟုတ်မနက်ဖြန်လောက်ဆိုရင်တော့ Here we go သွားလောက်မယ်လို့မြင်နေတယ်။လက်ရှိမှာ Brian Ambobo နဲ့ပတ်သက်ပြီးဘာလို့ကြာနေလဲမေးရတဲ့အတွက်အဖြေကလွယ်လွယ်လေးပါ။လက်ရှိမှာ Manchester United သင်းတဲ့ Brian Ambobo တို့ကြာတဲ့ကတော့ကျွန်တော် structure တစ်ခုအခုချိန်ထိဒါတည်တည်ကြာညှိနှိုင်းနေစေဖြစ်တယ်။အဓိကတော့ကျွန်တော်အရေးကြ payment တွေရဲ့ bonus payment တွေကို Manchester United နဲ့ Brentford ကြာတဲ့ကအခု ချိန်ဤဒါကျွန်တော်ဒီ data ကျွန်တော် analyze ဖြစ်အော်ကျွန်တော်ဒါ finalize လုပ်နေတယ်လို့ပြောလို့ရတယ်မဟုတ်ပါအဲ့တော့ဘာလို့ခက်ခဲနေလဲလို့ကျွန်တော်မေးပါဆိုတော့အဖေကရှင်းပါတယ် United ဘက်ကဒါကျွန်တော်လက်ရှိမှာအရေးကြပြီးရတဲ့နေရာမှာ down payment ကိုဒါကျွန်တော်တို့အရင်အများကြီးမပေးနေတဲ့အနေထားရှိပေမဲ့ Bravo ဘက်ကဒီနေရာမှာဒါကျွန်တော် down payment အများဆဆလူချင်းတဲ့နေရာမှာပါတယ်မမှန်ရပြောမှဆိုရင် Matthews ခွန်နာရဲ့အပြောင်းရွှေ့တုန်းကလည်း Wolf နဲ့တုန်းကဒီတော့ဒါကြောင့်မို့နည်းနည်းလေးကြာခဲ့တာဖြစ်တယ်အဲ့တော့လက်ရှိမှာတော့ဒါကျွန်တော်သိတဲ့လောက်ကိုပြောရမယ်ဆိုရင်တော့ဒါ Bravo ဘက်ကနေပြီးတော့3နဲ့4နဲ့အရေးကြပတ်ချလေးဝင်ကြသူတို့နေတဲ့လူရှိတယ်ယူနိုက်တက်ဘက်က Bravo ဘက်ကိုဒါကြောင့်ပထမ9နှစ်အ အရေးကြပုံစံမျိုးကန့်လန့်ခဲ့ပေမဲ့ဘရဟုဘက်ကတော့3နှစ်ပုံစံမျိုးတွားခဲ့တော့တွေ့ရမယ်တော့ကျွန်တော်ထင်တာကတော့3နှစ်နဲ့4နှစ်ကြာဖြစ်သွားအောင်များတယ်ဒါဘရဟုဘက်ကတောင်းဆိုတဲ့အနေဒါကတော့ဒါကျွန်တော်တို့နေဒေါင်းဘီမန်ကိုဒါပထမဆုံးအရေးကြဖို့တော့25သန်းစပေးဖို့အတွက်တောင်းဆိုခဲ့တယ်လို့သိရတယ်မှာပါတယ် ဒါကြောင့်မို့လား Manchester United နဲ့ဒီ25သန်းကိုတော့ပေါင်သန်း20ထိဈေးလျှော့ဖို့တပြင်ဆင်နေခဲ့ပြီးတော့ down payment ကိုတော့ဒါကျွန်တော်5သန်းလောက်လျှော့ပေးဖို့အတွက် Brentford အသင်းကိုခုချိန်မှာဆက်လက်ပြီးညှိနှိုင်းနေစေဖြစ်တယ်။ပြီးတော့ bonus structure bonus structure မှာခုလက်ရှိမှာ Cola Halaria 3သန်းနဲ့5သန်းကြားတဲ့ပြီးနေတယ်။တိရသောကတာ 60+3 သန်း 60+5 သန်းဆိုတဲ့ဥစားတွေပြီးနေတယ်။ဒီ3သန်းနဲ့5သန်းဆိုမှာဒါကျွန်တော် United အသင်းနဲ့ရကျွန်တော်တို့ Brentford ဘက်ကရနိုင်မှုလွယ်ကူမှုကိုဒါကျွန်တော်တို့တစ်ချက်တော့ပြန်ကြည့်နေတယ်မှာပါလက်ရှိမှာဒါ Brian Amwamu နဲ့တို့ဒါလက်ရှိဒါ Manchester United အသင်းကဒါကျွန်တော်တို့ Champion အေးပေါ့ Champion League ဝင်ခွင့်နောက်နှစ်နောက်နှစ်မှာ Champion League ဝင်ခွင့်ရည်ဆိုရင်ဇာကလွယ်ကူတဲ့တယ်မှာပါဒါပေမဲ့လက်ရှိမှာဒါကျွန်တော် Premier League ကိုဒီနှစ်မှာရခဲ့တယ်ဆိုတဲ့ပုံစံမျိုးဒီပေါ့နော်ဒါကျွန်တော်တို့ဒါနည်းနည်းခက်ခတ်တာနဲ့ဒါလွယ်တာနဲ့ဆိုတဲ့ဥစ္စာမျိုးကိုဒါကျွန်တော် United ဘက်ကနေပြီးညှိနှိုင်းနေစေဖြစ်တယ်လို့သိရတယ်မှာပါလေခုနကကျွန်တော်ပြောတဲ့အချက်တွေကကျွန်တော်ပြောတာမဟုတ်ဘူးလက်ရှိမှာဒါကျွန်တော် LS2 ကသူ့ရဲ့ podcast မှာပြောသွားတာဖြစ်တယ်ကြောင့်ဒီအကူတွေက United ကိုဒီနှစ်မှာဒါ Premier League မရနိုင်ဘူးဘာညာပြောတယ်ဖြစ်မှာဆိုတော့ ါလက်ရှိမှာ LS ကပြောတော့တာအဲ့တော့ ဒါလက်ရှိမှာဒါပုံမှန်လင်းပြောမယ်ဆိုရင် Brian Amonbu ရဲ့ပြောင်းရွှေ့ရဘာလို့ကြာနေလဲဆိုတာဒါကြောင့်မလို့ကြာနေတယ်။ကစားသမားကိုတိုင်ကလည်း United အသင်းကိုစောင့်မျှော်နေစေဖြစ်ပြီးတော့လက်ရှိမှာလည်းဒါတိရတော့ဖတ်မိရတော့ဆိုကျွန်တော်ဒါစစ်စစ်ဖို့တော့မကစားသမားက ready ဖြစ်နေပြီးတော့လက်ရှိမှာစစ်စစ်ဖို့စောင့်ဆိုင်နေပြီလို့သိရတယ်မှာပါတယ် United ကလက်ရှိမှာ current တမ်းမှာစစ်စစ်ဖို့တော့လည်းပြင်ဆင်နေပြီဖြစ်ပြီးတော့ဒါလက်ရှိမှာ Bradford နဲ့သူတို့နဲ့ကြားထဲမှာ paperwork ကိုတော့ဒါပြပြအောင်ဒီနေ့ဒါတောက်ကြနေညအမီကိုပြုတ်လုသွားမယ်လို့သတင်းထွက်လာခဲ့တယ်ဒါကြောင့်မို့ဒါကျွန်တော်ခုနပြောခဲ့လို့ပဲဒီနေ့ညနေမှာတော့ဒါ Brian M1 ဘူရဲ့အပြောင်းအရွှေ့ကိုပြီးဆုံးသွားအောင်လုပ်သွားနိုင် င်တယ်ဆိုတဲ့သတင်းတွေကိုတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ဖြစ်တော့ဒီတဲ့ဘက်မှာလည်းဒါကျွန်တော် Brian Ambo မှုနဲ့တရားဝင်ဆစ်ဆက်သွားခဲ့ပြီးတနင်္လာနေ့တော့မှတရားဝင်ကြီးညာနိုင်မှုတဲ့ United ဘက်ကတော့မျှော်လင့်နေလို့သိရတယ်မှာပါတယ်ဒါပေမဲ့တီဇာတစ်ခုကဒီကစားသမားကဒါကျွန်တော်9ရက်နေ့ဇူလိုင်မှာတိုင်ငင်မှာ Manchester United ဘက်ကတော့အတိအကျခေါ်သွားဖို့တော့တီဇာသွားပါဆိုတော့9ရက်နေ့ဇူလိုင်မှာ Manchester United အသင်းရဲ့ပထမအဆုံးချစ်ကြည်ပွဲစဉ်ကံသွားမဲ့ပွဲစဉ်မှာဒါကျွန်တော်တို့ဒီနေရာမှာ Brian Ambo မှုကို United ဘက်က introduce လုပ်ချင်လို့ဖြစ်တယ်ပေါ့နော်အဓိကဒါပါပဲအဲ့တော့ ဒါနဲ့ပတ်သက်ပြီးဆက်ဆက်ပြီးခုနကကျွန်တော်ဒါကုသမာကိစ္စနဲ့ပြောရမယ်ဆိုရင် United ဘက်ကတော့အခုချိန်ထိဒါကြောင့် Andrew Onana ကိုအသင်းကနေပြီးတော့ရောင်းချနေခြင်းစဲဖြစ်တယ်လို့သတင်းတွေရတောက်လျှောက်သိရတယ်မှာပါတယ် Andrew Onana ကို Manchester United ဘက်ကနေကျွန်တော်လက်ရှိမှာဒါကာလာပေါက်စီထက်အများကြီး short ပြီးပြီးတော့ဒါအယောင်စီတင်ထားရဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ် Andrew Onana ကိုတော့အခုလက်ရှိမှာ Saudi Club တွေအပြင်ဒါကျွန်တော်တို့ Serie A က Club တချို့ကလည်းစိတ်ဝင်စားနေလို့သိရတယ်မှာပါတယ်အဓိကတော့လက်ရှိမှာ Manchester United အသင်းနဲ့ဒါ Club အသင်းကြားကနေကညှိနှိုင်းရမယ့်ဈေးကခက်ခဲမဟုတ်ဘဲနဲ့ဒီနှစ် င်းကြတဲ့ကပြဿနာလောက်မကြီးမအောင်တကယ်အကြီးမားဆုံးပြဿနာကဘာလဲဆိုတော့ကျွန်တော်တိတလောက်ကျွန်တော်မှတ်မိရတော့ပြောရမယ်ဆိုရင်တော့ဒါဘာလဲအာပါဇက်ဖြားလေးတောင်မိနေတယ်ဟိုဟာအဓိကပြဿနာကဒါကျွန်တော်တို့ဟောအဲ အိုနာနာရဲ့ဒါကျွန်တော်လက်ရှိလုခလာစာပဲမန်ချက်စတာယူနိုက်တက်အသင်းမှာရနေလုခလာစာဟိုဒါကျွန်တော်တို့အသင်းတော်တော်များမပြီးစေချင်ဘူးအဓိကကဒါကျွန်တော်အားကြောင့်မို့လဲယူနိုက်တက်ဘက်ကနေဆော်ဒီဘက်ကိုအဓိကခေါ်ယူစီစဉ်တယ်မပါဘူးဆော်ဒီသာခေါ်ယူလိုက်မယ်ဆိုအိုနာနာကိစ္စဒီနားမှာတခန်းရပ်သွားဖို့နေထားမှာရှိတယ်ဒါပေမဲ့ပြဿနာကအိုနာနာကိုတိုင် ဖြစ်တယ်အိုနာနာကိုတိုင်ကအခုလက်ရှိမှာဒါမန်ချက်စတာယူနိုက်တက်အသင်းမှာနောက်ဆုံးနှစ်တစ်နှစ်လောက်သူ့ကိုတိုက်ပွဲဝင်ဝင်ပေးပါဆိုတဲ့ပုံစံမျိုးသတင်းတွေထွက်လာခဲ့ပြီးတော့လက်ရှိမှာဒီများမကြာမီကာလအတွင်းမှာလဲဒါရူဘန်အာမိုရင်းနဲ့လဲတွေ့ဆုံသွားဖို့ရှိရယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်ယူနိုက်တက်ဘက်ကတော့အဖြေကတော့ရှင်းအခုလက်ရှိမှာသူတို့ ီနဲ့ဒါအီတလီရဲ့ဂူဒမာအတ္တလန်တာရဲ့ဂူဒမာဖြစ်တဲ့ကာနာဒီချီကိုအခုလက်ရှိမှာစိတ်ဝင်စားနေတယ်။သူတို့တင့်တော်တဲ့ဈေးလိုလည်းဖြစ်သွားနိုင်တယ်သူတို့အနေနဲ့မှတ်သားထားတယ်။အခုလက်ရှိမှာဒါကျွန်တော်တို့လက်ရှိ United ချိန်နေတဲ့ဒါ OGC News ကမာဆင်းဘူကာကိုဒါကျွန်တော်တခြားသောအသင်းကလည်းခေါ်ယူဖို့နှိစက်နေပြီ။ဘန်လီကခေါ်ယူဖို့နှိစက်နေပြီဆိုတဲ့သတင်းတွေလည်းတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။ဘန်လီကသူတို့ရဲ့ဂူဒမာဂျင်းထရော့ဖူကအခုလက်ရှိမှာ Newcastle United ပြောင်းတော့မှဖြစ်တဲ့ကြောင့်လို့ OGC News United လက်ရှိချိန်နေခဲ့တဲ့မာဆင်းဘူကာကိုခေါ်ယူဖို့အတွက် ကျွန်တော်လေးကိုဒါကျွန်တော်တို့စတင်ပြီးစကားပြောနေပြီလို့သိရတယ်မှာပါတော့ United အသင်းနဲ့ဒါအူနာနာရဲ့ကိစ္စကိုမင်းမြန်ဆက်ဆက်လုပ်ရင်လို့မလုပ်ဘူးဆိုတော့အူနာနာကိုဆက်ထားရမယ့် game တစ်ခုကို United အသင်းရောက်သွားပြီလို့ပြောလို့ရမယ်တယ်မှာပါပါတယ်အဲ့လိုဒါအသင်းကဒါဂေါ်နဲ့ကော်ထုတ်ရင်တော့မသိပြီးမထွက်မယ့်ကစားသမားတွေတယ်မှာနောက်တစ်ယောက်ကပြောပါဆိုရင်တော့ဒါကျွန်တော်တို့ဆန်ချိုပါပဲလက်ရှိမှာပြဿနာကတော်တော်လေးကိုစိတ်ပြတ်ဖို့ကောင်းတဲ့ဆန်ချိုရဲ့အဖြစ်ပဲဆန်ချိုအနေနဲ့အခုလက်ရှိမှာတော်တော်လေးကိုပြဿနာရှာနေလို့ပြောလို့ရအခုလက်ရှိမှာဒီတဲ့င်းကဒါကျွန်တော်နပိုလီနဲ့ Juventus ဘက်ကရောဓမာစီယိုဘက်ကထွက်လာခဲ့တဲ့တဲ့င်းပဲအ နမိုလီနဲ့ဒါကျွန်တော်ယူဗန်တက်စ်အနေနဲ့ဒါမှတ်မဲ့ရဆန်ချိုကိုတော်တော်လေးကိုလိုရှိတယ် နပိုလီအသင်းနဲ့ခုတည်းရရှိမှာသူတို့အနေနဲ့ဆန်ချိုကိုသဘောကျတယ်။အန်တိုနီယိုကွန်တေကိုတိုင်ကဒါဆန်ချိုကိုခေါ်ပေးပါဆိုပြီးနပိုလီဘက်ကိုတောင်းဆိုထားခဲ့တာဖြစ်တယ်။အဓိကကဒါကျွန်တော်ဒါအသင်းနေကြတဲ့ကပြဿနာမရှိဘူး။မန်ချက်စတာယူနိုက်တက်အသင်းနဲ့ဆန်ချိုကိုခေါ်သွားရင်ပြီးသွားရောဆိုတဲ့ပုံစံမျိုးဒါလက်ခံထားတယ်။ဘယ်လောက်တိအောင်လက်ခံထားဆိုယူရို၁၀သန်းနဲ့၁၅သန်းပတ်ချလဲဝင်ညမှာဒီကစားသမားကိုခေါ်သွားမယ်ဆိုရင်လက်ခံသွားမယ်အထိကိုယူနိုက်တက်ဘက်ကနေလက်ခံထားတယ်။ဒါပေမဲ့ပြဿနာကအခုလက်ရှိမှာဒါမနီကအေးပေါ့မနီကညကဝန်နေစရာတခုကတော့ဗာလဲဆိုတော့နပိုလီနဲ့ဆန်ချိုတို့ဒါနပိုလီနဲ့ဂျူဗန်တက်စ်တို့နှစ်သင်းလုံး ကတော့စံချို့ဘူးလက်ရှိမှာစိတ်ဝင်စားမှုကိုလုံးဝရပ်တန့်လိုက်ပြီးဖြစ်တဲ့အကြောင်းကိုတရားဝင်ကြေညာခဲ့တယ်။ဘာကြောင့်လဲနပိုလီရဲ့လက်ရှိဥက္ကဋ္ဌကိုယ်တိုင်ကပြောခဲ့တဲ့အကြောင်းအပဲ United နဲ့ဒူနဲ့ကြားတဲ့ဆက်ဆက်မှုကောင်းတယ်ဒါပေမဲ့လက်ရှိမှာစံချို့ရဲ့ဒါကျွန်တော်တို့တောင်းဆိုတဲ့လုခလာစာကအတိတ်ပဲမရှိတဲ့လုခလာစာတစ်ခုဖြစ်နေဆိုနပိုလီရဲ့လက်ရှိ CEO ကိုယ်တိုင်ကအင်တာဗျူးမှာပြောသွားခဲ့တာလွန်ခဲ့တဲ့တစ်ပတ်လောက်ကလေးကလက်ရှိမှာဒါကျွန်တော် Juventus ဘက်ကလည်း share ပါတယ်အခုချိန်မှာတို့အနေနဲ့စံချို့တောင်းတဲ့လုခလာစာကိုဘယ်လိုနည်းနဲ့မှမပေးနိုင်တဲ့အတွက်ကြောင့်မို့လက်ရှိမှာနပိုလီက Juventus ကဒီမာဇီယို 标本上说呢，上初叶标示的龙王古道这条路。 အဲအပီးတက်လိုက်ပြီလို့ပြောလို့ရအဲ့တော့လက်ရှိမှာကောလာဟာလာတွေထွက်နေတဲ့တရေတစ်ခုတော့ရှိရယ်ဆန်ချူရဲ့လက်ရှိလုခလာစာဒါတနစ်လုခလာစာ၁၀သန်းနဲ့၁၂သန်းဂျာကိုဖီနာပါချီနေနဲ့ပေးဖို့အတွက်အဆင်ပြေတယ်ဆိုတဲ့တရေထွက်လာခဲ့မယ်လက်ရှိမှာဒီတရေနဲ့ပတ်သက်ပြီးကျွန်တော် tier 1နေလိုက်ရှာတဲ့အနေထားမှာတော့လုံးဝသိပ်ပြီးမတွေ့ခဲ့သေးတာတွေ့ရမယ်အဲ့တော့လက်ရှိမှာဒီတရေနဲ့ပတ်သက်ပြီးကျွန်တော်တွေ့နေတာတော့ tier 3 tier 4 level ပတ်ချာလဲဝင်းညင်ကြပဲဒီတရေတွေတောက်လျှောက်တွေ့နေတာကိုတွေ့ရမယ်ဒီမှာပါပါတယ်အဘလိုပဲပြောမြည်တို့ပင်စူစီကမှလက်ရှိမှာဆန်ချူကတကယ်ကိုပြစ်တက်တွေကြားတယ်မှာတော်တော်လေးကိုချင်စရာဖြစ်ခဲ့ပြီးတော့အရန်ခုံအောင်ပေးမ ထိုင်နဲ့ကွာဆိုတဲ့ပုံစံယူတီရဲ့သတင်းလေးတော့ရှော့ထွက်ပေါ်လာခဲ့တယ်ဖြစ်တယ်။အဲ့တော့ဆန်ချိုနဲ့ဒါကျွန်တော် United ရဲ့ဂျာတဲ့ကဆက်ဆံမှုကဒါကျွန်တော်လုံးဝလုံးဝလုံးဝကိုပြက်ပြဲသွားခဲ့ပြီဆိုတဲ့သတင်းတွေဖြစ်သွားခဲ့ပြီလို့ပြောတယ်။အဲ့တော့ဒါပေမဲ့ United အသင်းနဲ့ဒါသတင်းဆိုးပြောပြီးတဲ့သတင်းကောင်းတစ်ခုကလက်ရှိမှာ United အသင်းရဲ့ကွင်းလေကစားသမားနေရာပဲ။ United အသင်းနဲ့အခုလက်ရှိမှာသူတို့အနေနဲ့ဒီနေ့ညရာဒီမှာပတ်စံကစားသမားအယောင်ကိုပြန်ရှာနိုင်ခဲ့မယ်ဆိုရင်တော့ PSG ရဲ့ကွင်းလေကစားသမားဖြစ်တဲ့ Zai Emery ကိုခေါ်ယူသွားဖို့အတွက်စဉ်းစားနေတယ်ဆိုတဲ့သတင်းထွက်လာခဲ့တယ်။ Zai Emery အနေနဲ့အခုလက်ရှိဒါ PSG ရဲ့ကွင်းလေမှာဒါကျွန်တော်တို့ညရာက အရန်ကြီးရလိုက်မရလိုက်ဖြစ်နေကြောင့်မဒါ United အသင်းရဲ့ကွင်းလယ်ပိုင်းကိုပြောင်းကျင်နေတဲ့အခါမှာရှိရဲ။ဒါပေမဲ့လက်ရှိမှာဒီသတင်းကလည်းရှိတီယာတော့ TF5 TS level ပဲရှိသေးတယ်။အဲ့ဒါကလည်းရှိမှာသတင်းကောင်းကြီးနဲ့ဒါ ending လုပ်ပြီးတော့ဗောနော်။ဒါစန်ချိုသတင်းကြီးနဲ့တော့ကျွန်တော်အနေနဲ့ ending မလုပ်ပေးချင်ညီကိုကျွန်တော်ပောက်ကွဲမှာဆိုတော့ဒါပါ။ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါင်ကူကြည့်လို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ပြ။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4 တို့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်မျက်စောကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and ် subscribe လေးကိုကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်နာဖြစ်ပါတယ်။အားလုံးမကြိုးတူပါဗျ။ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုးတူပါနဲ့ကောင်းမွန်တော့ဒီလေးတစ်နေ့ဖြစ်ပါစလို့ဆုမွန်ကောင်းတောင်းပေးနေပဲ။ဒီပါဗျ။